လူငယ်တွေအထူးယူသင့်တဲ့ကချင်သားကြီးစီကကောင်းတဲ့အချက်တစ်ချက်လူငယ်တွေအတွက်လူကြီးတွေဟာအထူးယူစရာကောင်းတဲ့စံပြပုံကိုယ်တွေဖြစ်ကြပြီးလူကြီးတွေရဲ့မကောင်းတဲ့အမှုချင်းတွေမကောင်းတဲ့အချင်းစရာတွေကလည်းလူငယ်တွေအတွက်အထူးယူစရာတစ်ခုဖြစ်သလိုလူကြီးတွေရဲ့ကောင်းတဲ့အချက်တွေလေးစားစရာကောင်းတဲ့အမှုချင်းတွေကလည်းအထူးယူစရာကောင်းတဲ့အချက်တွေလို့ဖြစ်နေကြတာပါလူငယ်တိုင်းအတွက်တော့လူကြီးတွေဟာအထူးယူစရာစံပြပုံကိုယ်အဖြစ်သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီးလူငယ်တယောက်ရဲ့အပြုတ်မှုနေထိုင်မှုပုံစံဟာသူ့ရဲ့ပေါင်းရင်းချင်းတွေလူနေမှုအတိုင်းအဝိုင်းအပေါ်မူတည်တယ်လို့ဆိုရမှာပါတက္ကနာနီတက္ကနာမုံဆိုးနာနီမုံဆိုးဆိုတဲ့စကားအတိုင်းလူတယောက်ရဲ့အပြုတ်မှုနဲ့အချင်းစရာတွေကလည်း အနေနားပေါင်းရင်းကျင်တယ်လဲဆက်ဆက်မှုရှိနေကြတာဖြစ်ပါရင်ဒါပေမဲ့လည်းလူငယ်များစုကအတူယူတင်တာကိုအတူမျိုးပဲအတူမျိုးတင်တာကိုအတူယူနေခဲ့ကြတာကိုမြင်တွေ့ထားခဲ့ရပြီးစီးကရလေးလက်ချားညက်ပြီးလူရှိသူရှိဖွာပြတာကိုသူတို့ကိုသူတို့အဟုတ်ကြီးထင်မှတ်နေခဲ့ကြတာပါဒီအားလေးတမျှများတောက်ပြီးတော့ဝီစကီလေးတွေရေမိုးနေရာကိုသူတို့တွေကလူဖြစ်ပြီလို့ထင်မှတ်နေကြကြပါဘာ။အခက်စားနဲ့ပတ်သက်ရင်လည်းလူငယ်တွေအားစားကျင်တာစားမယ်၊လေ့ကျင့်တာကနည်းနည်း၊ဆိုရှယ်သုံးပြီးလိုင်းပေါ်မှာတာယာပြနေတာကများများဆိုလို့မြင်တွေ့နေကြရပါ။အဲလိုလုပ်နေကြကြလို့လည်းဂျိုးဝိုင်းထက်မှာပြိုင်မဲ့တွေနဲ့ရင်ဆိုင်တွေ့တဲ့အခါကိုကကြီးပဲခံနေကြရဖြစ်ပါရင် ဟောလုံးကတော့ဝမ်ချန်ပီယံရှစ်နဲ့ပတ်သက်ရင်သူတို့အတိုင်းတွေကမျက်နှာလိုက်တယ်သူတို့ဖိုင်တာတွေကိုပဲအနိုင်ပေးတယ်ဆိုပြီးတော့မချင်တဲ့ချက်တွေမျိုးစုံနဲ့ဝေဖန်ခဲချပေမဲ့တကယ်တကယ်တခြားပြန်ကြည့်ရင်လည်းကိုယ့်ရဲ့ဖိုင်တာတွေရဲ့ပုံစံကလည်းလိုအပ်ချက်တွေအားနည်းချက်တွေအများကြီးရှိနေကြတာကိုမြင်တွေ့ထားခဲ့ရပါအခုတော့ဝိုင်းဝမ်းမှာရှင်မြိုင်နေကြတဲ့ဖိုင်တာတွေတဲမှာအားရကျင်းတဲ့ဆရာဆိုလို့သွေးလင်းထက်တယောက်တည်းသာရှိပြီးတခြားဖိုင်တာတွေကစကားတွေနဲ့တော့အများကြီးပြောနေတာလက်တွေ့ကျဘာမှလုံးမပြနိုင်ကြတဲ့သူတွေဖြစ်နေကြတာပါ။အောင်မြင်ခြင်းဆိုရင်အောင်မြင်နေတဲ့ကစားမတွေဖိုင်တာတွေကိုအတူယူတဲ့လို့အကြံပြုလိုက်ခြင်းပြီးသူတို့တော့ဖြစ်ခြင်းနဲ့သူတို့တော့မဖြစ်ခြင်းဘူးသူတို့တော့မလုပ်ခြင်းဘူးဆိုလို့လည်းဖြစ်နေကြတာပါ။ ။ဘာမှဆိုရင်လည်းရှေ့ကနေအောင်မြင်မှုတွေယူပြားသွားခဲ့တဲ့ကျင်သားကြီးအောင်လာအန်ဆန်းဆိုရင်သူပါလေးလုပြသွားလဲဆိုတာတခြားလေးပြန်လည်လာကြည့်လိုက်အောင်လို့ပဲအကြံပြုချင်ပါတယ်။မြန်မာ့ကဘာတီအောင်ချပြနိုင်ကြတဲ့အထိကချင်သားကြီးရဲ့အောင်မြင်မှုတွေကတကယ်ကိုလေးစားကြည့်စရာကောင်းတာဖြစ်ပြီးပြန်မဲ့ဖိုက်တာတွေနဲ့ဖေးဆော့လုပ်တဲ့အခါမျိုးတွေမှာမြန်မာ့ရဲ့ရွေးရရင်ကျင်းမှုအမွေအနှစ်ကိုထိန်းသိမ်းပြသခဲ့သလိုမြန်မာ့ရွာလက်ဝဲရဲ့လက်ကမောင်းခက်ပြတဲ့ပုံစံတွေကလည်းမြန်မာပြည်သက်တွေအတွက်ချက်သိမ်းထားစရာကြွေးကြော်မှုတစ်ခုလည်းဖြစ်ပါတယ်။ကချင်သားကြီးစီကနေအဆိုပါပြုမှုတွေဟာလူငယ်ဖိုက်တာတွေအတွက်အထူးစရာတစ်ခုဖြစ်ခဲ့သလိုနောက်ထပ်အထူးစရာကောင်းတဲ့ပြုမှုတစ်ခုကလည်းကချင်သားကြီးစီမှာရှိနေပြပါသေးတယ်။ အားကတော့လူငယ်ဖိုင်တာတိုင်းတွယ်တီချာလေး queue site နဲ့တူးဥစရာဖြစ်ပြီးကျင်းသားကြီးရဲ့အစားတောင်းနဲ့ပတ်သက်တဲ့နေထိုင်မှုပုံစံတွေပဲဖြစ်ပါရင်ကျင်းသားကြီးဟာနောက်ပိုင်းပွဲစဉ်တွေမှာရလဲဆိုရင်လည်းကြုံတွေ့နေခဲ့ရပါပဲ။အသက်၄၀ရွယ်အထိ professional fighter ဘဝကိုဖျက်ဆီးနေခဲ့ပြီးဒီလိုအသက်ရွယ်အထိ MMA ပွဲစဉ်တွေကိုရှင်းပြနေနိုင်တာဟာတော်ရုံတန်ရုံလေးကျင့်မှုမျိုးမဟုတ်ဘူးလို့ပဲဆိုရမှာဖြစ်ပါရင်ဘာကြောင့်ခုလိုမျိုးအတန်ကြီးနေမယ် PSC တွေပဲ professional fighter ဘွားကိုဖျက်ဆီးနေနိုင်တာဟာအရက်စလိတ်မတုံးဆွဲတဲ့အတွက်ကြောင့်လို့သိရပြီးဒီအတွက်ကြောင့်လည်းကချင်သားကြီးဟာခုချိန်ထိ fighter ဘွားကိုအကောင်းဆုံးပုံစံနဲ့လုံးဝမြင်တွေ့နေကြရဖြစ်ပါရင် ခင်ဗျားကြီးအနေနဲ့ငယ်စဉ်ကတော့လုံချင်တာတွေလုပ်ခဲ့တာမျိုးရှိချင်ရှိမယ်ဒါပေမဲ့ professional fighter ဘွားကိုကူးပြောင်းခဲ့တဲ့အချိန်ကနေစပြီးအရက်ဆဲလေးအစားရှိတဲ့အရာတွေကိုလုံးဝဆွတ်လုပ်ထားခဲ့တာဖြစ်ပြီးအဲဒါကြောင့်လည်းခင်ဗျားကြီးဟာ former light heavyweight MMA နဲ့ heavyweight MMA world champion ခပတ်တွေကိုစုကူးနိုင်ခဲ့တာလည်းဖြစ်ပါရင်း